ချန်ပီယံလောင်းချိန်ဆွမ်းမျိုးနဲ့မပေးစရာထိတ်ကိုချင်းချောက်လာတဲ့ United ဒီချိန်မှာပြောဖို့တော့နည်းနည်းစောနေသေးပေမဲ့ United အနေနဲ့ဒီချိန်ဆွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်မှာဆိုလို့ရှိရင်တော့ချန်ပီယံစင်ကော်သူတဲကိုမဖြစ်မနေထည့်သွင်းရတော့မှာဖြစ်ပါရင်အရင်တော့ United အသင်းရဲ့ပွဲစဉ်ကိုကြည့်တဲ့ United ပြည်သက်တိုင်းသိပါရင် United အသင်းကအရင်တော့ဆိုလို့ရှိရင်တော့ဘယ်လူစင်းမဲထွက်လာထွက်လာဘယ်နည်းပြပဲဂိုင်ဂိုင်ပြန်ပြန်အသင်းကိုလွှမ်းမိုးကစားပြီးတော့ပွဲပြီးမှနိုင်ရလဲရယူနိုင်ဖို့ဆိုတဲ့ယုံကြည်ချက်မျိုးကင်းဝင်နေကြတာအတော်ကြပါပြီ။ ဒါပေမဲ့ဆန်လိုက်နဲ့ပွဲအစဉ်ပြီးတဲ့က United အသင်းအားဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိရဆွဲခန်းစားချက်မျိုးကိုရနေတယ်။ဒီလိုအနေအထားမျိုးမှာ FA မှာလီဗာပူးလိုအသင်းမျိုးကိုအနိုင်ရရှိသွားခဲ့တာက United အသင်းပရိသတ်တွေအတွက်ကော United အသင်းသားတွေနောက်ဆုံး United နေပြ Emery အတွက်ပါယုံကြည်မှုကိုထွက်ထွက်ရောက်ရှိသွားစေခဲ့တာဖြစ်ပါတယ်။ Brighton ဆိုတာကပြီးခဲ့တဲ့ရာသီတွေကမှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုရင်အင်္ဂလိပ် Old Trafford မှာအမြဲတမ်းဒူးထောက်ခဲ့ရတဲ့အသင်းမှာပြီးခဲ့တဲ့ရာသီက3-2နဲ့ရှုံးနေခဲ့တယ်လို့ရှေ့ရာသီတွေမှာလည်း3-2နဲ့ရှုံးနေခဲ့တာပါ။ ပြောမယ်ဆိုရင် Brighton အသင်းကို United အသင်းဟာ back to back မနိုင်တာတော်လေးကိုကြာနေခဲ့ပါပြီ။နောက်ဆုံးကစားခဲ့တဲ့ Premier League နှစ်ပွဲဆက်ကိုကြည့်မယ်ဆိုရင်လည်း United အသင်းဟာ Brighton နဲ့တွေ့တိုင်းအမြဲတမ်းဒုထောက်အရှုံးပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအားဒီမှာတော့ United ဟာ Brighton ကိုပြန်လည်အနိုင်ယူပြီးတော့သူတို့အနေနဲ့အရင်လိုမျိုး United မဟုတ်ဘူးဆိုတာကိုတည်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ဒွယ်လုံးအတိုင်းတာရာခြုံငုံပြီးတော့ပြောမယ်ဆိုရင် United အသင်းအနေနဲ့အားနည်းချက်တွေအတော်လေးရှိနေသေးတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲဒီလိုပဲ United အသင်းရဲ့ခံစစ်ဟာဒီနေ့ပွဲမှာအတော်လေးရောရောရဲနိုင်ခဲ့ပြီးတော့ ဒီခံစင်းနဲ့ကတော့ချန်ပီယံစုရဖို့ဆိုတာကမသေးချာဘူးလို့ပြောမှာဖြစ်ပါရင်ဒီပြဿနာကိုဒီမြ MRI အနေနဲ့ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကျွန်တော်စောင့်ကြည့်ရပါအောင်မယ်။ Brighton ကတွင်းယူသွားတဲ့တွင်းကုန်းနှစ်ကိုးထဲမှာ free kick ကလွှဲရင်ကျန်တဲ့ဒုတိယအုပ်ချေပါကိုက United ရဲ့နောက်ခံလူတွေအားနဲ့ချက်ချောင်းဆိုတာကိုမြင်တွေ့ခဲ့ရပြီးတော့ United အနေနဲ့ထုံးစံအတိုင်းအမြင်ဝါကောက်ွယ်မှုတွေကအားနဲ့နေဆဲဖြစ်ပါရင် Brighton ကလည်း United အသင်းကိုတော်တော်လေး dominate လုပ်နိုင်ခဲ့ပြီးတော့ United အသင်း၃ခုပြတ်တွင်းယူထားတဲ့အချိန်မှာတော့မှချေပါကုန်းနှစ်ကိုးပြန်လည်တွင်းယူပြီးတော့ တေတမတ်ရရှိအောင်ထိစွမ်းဆောင်လို့နေပါဖြစ်ခဲ့တာကိုမြင်တွေ့ခဲ့ရပါဗရိုက်တာလီနေပွဲမှာ၃လင်းနှစ်တိကစားနဲ့ပွဲထွက်လာခဲ့တယ်အတိုင်းစစ်မှာရှက်ကိုထောင်ထားခဲ့ပြီးတော့အမ်ပူမွန်နဲ့ကွန်ညာတို့အတွဲကိုပွဲထွက်လာခဲ့ပါတယ်။ကွဲလယ်မှာတော့ကက်စမဲလိုနဲ့ဖိုင်နယ်တို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဖတ်နေပြင်ဂျာလော့နဲ့အာမတ်ကိုခင်းကျင်းသွားခဲ့တာပါ။ကိုဒမားကတော့ဆန်နီလန်စမဲမဲဖြစ်ပြီးတော့နောက်တန်းမှာရိုရိုဒီလင်းနဲ့ရှော့တို့ကိုခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။ဘရိုက်တန်ဘက်ကလည်းလေးနဲ့သုံးနဲ့ကစားကပုံမှာသူတို့ရဲ့အကောင်းဆုံးလူဆင်းနေပြီး United ကိုတုတ်ပြင်လာခဲ့တာပါ။အပွဲအစပိုင်းမိနစ်တွေက United ဟာ Brighton ဘက်ကိုဒေါက်ရှော့ဖိအားပေးတိုက်စစ်စစ်မှုတွေပြုလုပ်ထားနိုင်ခဲ့ပြီး ွဲချိန်နဲ့ဆက်လေးမိနစ်မှာဥဆောင်ကိုစတင်ရရှိခဲ့တာပါဒီဘက်ကတော့ကက်စဝဲတို့ရဲ့နီကက်ချပေးမှုကနေကွန်ညာကအေရီယာအပြင်ဘက်ကနေပြီးတော့အာပါပြင်းနဲ့နဲ့ညာကန်ချက်နဲ့တွင်းသွားခဲ့တာဖြစ်ပါတယ်ဥဆောင်ရရှိခဲ့ပေတာ United ဟာကစားကုန်မချပဲတောက်လျှောက်ပြားပေးထားနိုင်ခဲ့ပြီးတော့ပွဲချိန်34မိနစ်မှာကက်စဝဲတို့ရဲ့ကန်ချက်က Brighton နောက်ခံယူနေတဲ့ထိကလမ်းချောင်းပြောင်းရကနေ United တို့နောက်ထပ်ဥဆောင်ကိုထပ်မံရရှိခဲ့ပါတယ် Prime မှာ2-0နဲ့ဥဆောင်ထားနိုင်ခဲ့တယ်လို့ပွဲကိုလည်းကောင်းကောင်း dominate လုပ်နိုင်ခဲ့တာကြောင့်ဒီပွဲဟာ United အတွက်အနိုင်သေးကြပြီလို့တော့အားလုံးကထင်မှတ်ခဲ့ကြတာပါဒီနေ့တွေ့ရမယ့်ပြန်ဆမှာတော့ United ထုံးစံတိုင်းထားနေနေကြတယ် United အထာနေနေမျိုးကို Brighton ဘက်ကလည်းအကောင်းဆုံးခွင့်ရရယူပြီးတော့နေရာဘောင်းဆောင်ကနေထိုးပေါက်တိုက်စစ်ဆင်နေကြတာပါဒါပေမဲ့ United နောက်တန်းကလည်းအကောင်းဆုံးပုံစံနဲ့ရှင်းထုတ်ထားနိုင်ခဲ့ပြီးတော့ပွဲတင်60မိနစ်မှာဆိုရင်အမ်ဘူမိုကနောက်ထပ်ဥဆောင်ကိုတော့ထပ်မံသွင်းသွားခဲ့တာပါအတုံးကိုပြတ်ထီးသွင်းယူပြီးတဲ့နောက် United ရဲ့ကစားပုံကအနေနဲ့ရောရဲလာခဲ့ပြီးတော့ပွဲချိန်84မိနစ်မှာ free kick ကနေ ဝဲဘက်ရဲ့ပထမခြေပါကိုခွင့်ပြုလိုက်ရသလိုနာချင်းခြေပါနှစ်မိနစ်မှလည်းနောက်ထပ်ခြေပါတို့ကိုပြန်လည်ခွင့်ပြုပေးကြရဖြစ်ပါရင်အဲ3-2ရလဲဖြစ်နေချိန်မှာ Brighton ဘက်ကလည်းတမတ်တဲ့အသေးတန်ကြိုးစားလာခဲ့ပြီးသူရဲ့ခံစင်အမားတွေကနေတဆင့် MO ကနောက်ထပ်ဥဆောင်ကိုပြန်လည်သွင်းယူသွားခဲ့လို့သာ United တို့၄ဂိုးနှိုးနဲ့ပြန်လည်နိုင်ရရှိခဲ့တာဖြစ်ပါရင်အခုနိုင်ဝဲကြောင့် United ဟာမပေးစရာထိတ်မှဥဆောင်အနေနဲ့ Arsenal တင်းရဲ့၃မှတ်အကွာအဆင့်လေးနေရာကိုပြန်လည်တလန်းနိုင်ခဲ့ပြီဖြစ်ပါရင်ဒါပြင်ဒါပြီးခဲ့တဲ့ရာသီတုန်းကအဆင့်၃၅မှာဇာတ်သင်းရဲ့အသင်းမှာဟုတ်ရလားဆိုပြီးတော့မေကွန်းထုတ်ဖို့အနေထားထိ United ကစွမ်းဆောင်ပြနေခဲ့တာပါ